ဟယ်လိုအားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေလက်ရှိမှာ Jacobs Bank ကနေပြီးတော့ Breaking News ဖြစ်ကျွန်တော်ဒါ report လုပ်လာတဲ့သတင်းရှိတယ်ဗောနော် Breaking News ပေါ့အေဟီလာအတင်းကတော့ Bruno Fernandes ကိုတရားသည့်လောက်ခပေါင်65သန်းကျော်နဲ့၃နှစ်စာချုပ်ချုပ်ကကန့်လန့်ထားတယ်ဗောနော်၃နှစ်စာချုပ်တန်တန်းတစ်ခုနဲ့ကန့်လန့်ထားတယ်ဒီ၃နှစ်စာချုပ်မှာပေါင်တရားသည့်ပေါင်65သန်းဆိုတာက တပတ်ကိုပဲပေါ့နော်ကျွန်တော်တို့ဒါပေါင်တစ်တက်တမ3တန်း3တန်းထိတန်ကြီးရှိတယ်ပေါ့ပေါင်တစ်တက်တမ3တန်းအခုဆိုဘရူနိုဖန်နက်စ်က United မှာ3တန်းလာကျွန်တော်နေတယ်ပေါ့နော်2တန်းခွဲလာမသိဘူးကျွန်တော်ရနေတာဗျာပေါင်တစ်တက်တမ3တန်းဆိုတဲ့ဟာတန်ကြီးကတော့မငင်းဘူးကတော့ခဲနေတယ်နော်ဆက်ပြောရရင်ဘရူနိုဖန်နက်စ်ရဲ့ဘက်ကတော့ဘာမှတုံ့ပြန်မှုမလုပ်ရသေးဘူးဆိုပြီးတော့ကျွန်တော်သိရတယ် လာမယ့်နွေအာဒီအပြောင်းအရွှေ့မှာအယ်ဟီလာရဲ့ဘက United ထံကို Fernandez အတွက်ပြီးတိန်စန်ချိန်တင်ကြီးပြောင်းရွှေ့ခြင်းနဲ့ Bruno Fernandez ကိုကန့်လှမ်းဖို့ပြင်ဆင်ထားတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဒါပြင်ဆက်ပြီးတော့ပြောထားတယ်။ Bruno Fernandez ကိုစာချုပ်ဖြတ်သိမ်းရေးပေါင်သန်း60နဲ့ခေါ်ယူနိုင်တယ်ဆိုတဲ့သတင်းတွေမှာ United နဲ့ Ehlar တို့နဲ့နှိစက်တဲ့သတင်းရင်းမြစ်တာကဆိုတော့ပြောချင်တာလို့ဗျာ။တန်း60ရိုကြီးပြီးပြီးတော့ဗောနော်ခေါ်လို့ရတယ်ဆိုပြီးတော့ကျွန်တော်သာသတင်းသတင်းတွေထွက်ထားတာ။ဒါတွေကိုတော့ဗောနော်ကျွန်တော်သာ အဲ့ဒီသတင်းရင်းမြစ်တွေအကုန်လုံးနှစ်ဖက်ဘက်ကကျွန်တော်သာညင်းဆူထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဒါအပြင်သူဆက်ပြီးတော့ပြောထားတယ်အဲဟီလာကတော့ဘရူနိုဖာနန်ဒက်စ်တို့ပြည်တိန်ဆန်ချင်းချင်းပြောင်းရွှေ့ခြေပြင်ယူနိုက်တက်တန်ကန်လန်းမေဆိုတဲ့အနေထားကဒါဟာပေါင်115တန်းကိုကျော်မှာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ပြည်တိန်ဆန်ချင်းချင်းဂျီဒီထွက်ထားတာဒီဘယ်လိုပြောမလဲဒီအခုဆန်ချင်းတင်ထားတာကကိုင်စီတို့ပေါ့နော်ဘရိုက်တန်ကယင်ချဲလ်စီကိုပြောင်းတာပေါင်115တန်းနဲ့နော်ဆိုတော့ကျွန်တော်သာအဲ့မှာဆန်ချင်းတင်ထားတယ် အကယ်လို့စံချင်းတင်ကြီးအစ်တဲ့ခေါ်ခြင်းနေဆိုရင်တော့လက်ရှိမှာကျွန်တော်တို့ဒီအိုက်တဲ့ပူများတဲ့ပမာဏပေးရမှာပေါ့လေဆိုတော့ဟိုနံပါတ်1အနေနဲ့ဟို Jacobs Bank ကို respect မရှိတာဘာညာတော့မဟုတ်ဘူးကျွန်တော်ကတော့အတိုင်းအတာတစ်ခုတည်းတော့စောင်းကြီးရလေးအောင်မယ်လို့ထင်တယ်ဒီတင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ဟိုထားပါတော့ဒီ Atletico ကနေပြီးတော့ပေါ်ပြလာတဲ့အခြေအနေမျိုးတွေကျွန်တော်စောင်းရမယ်ဒါ Atletico တစ်ခုထဲမှာဗောနော်တင်းဌာနပြောတာမဟုတ်ဘူးသူလည်းပဲကျွန်တော်တို့အချို့အရာတွေကကျွန်တော်တင်းနေကဖောင်းပွားလွန်းတယ် သူဒီပင်တော့ဟိုလက်လောတက်လာတဲ့တဲ့ရင်ကိုကိုးကားပြီးတော့ချက်ထွင်ရေးတာမျိုးတွေလည်းကျွန်တော်ရှိရဲဆိုတော့ဒါစောင့်တော့ကျွန်တော်ကြည့်ရအောင်မယ်မဟုတ်ဘူးလို့တော့တက်အပ်ပြောလို့တော့မရဘူးဒါ Fabrizio Romano ရဲ့ဘက်ကဘယ်လိုတုံ့ပြန်လာမလဲဒါအပြင် British Media တွေဘက်ကဘယ်လိုတုံ့ပြန်လာမလဲ RM Media တွေဘက်ကဘယ်လိုတုံ့ပြန်လာမလဲဒါတွေနဲ့ပတ်သက်လို့နော် sorry sorry media တွေဘက်ကနော်ဘယ်လိုတုံ့ပြန်လာမလဲဒါတွေနဲ့ပတ်သက်လို့ဆက်ပြီးတော့စောင့်ကြည့်ရလိမ့်အောင်မယ်လို့ကျွန်တော်ယူဆတယ်ဒါပေမဲ့လို့ပြအကယ်လို့ပေါ့နော်ပေါင်းပေါင်းဘယ်လိုပြောလဲမင်းအဲ့လောက်တရားဒီကို တရားဒီကိုလောက်ခလာတာမင်းပိုက်ဒီပေါင်65သန်းစုထားကြီးကတအားကြီးကိုများလုံးနေတအားကြီးကိုများလုံးနေဖာနန်ဒက်စ်တက်တက်လုံးမင်းအဲ့လိုရတော့မှာမဟုတ်ဘူးတတိယရတယ်ဟုတ်တယ်မလားနော်မန်ချက်စတာယူနိုက်တက်မှာမင်းဘယ်တော့မှရဖို့မရှိဘူးဗျာဘယ်သူမှမလဲကျွန်တော်ပရီးမီးယားလိဂ်တွေပါတယ်ဥရောပတော့5လိဂ်တွေမှာပေးမှာမဟုတ်ဘူးတရားဒီမင်း65သန်းနေမင်းနေတဲ့ပမာဏကတပတ်ကိုပဲပေါင်1.3သန်းစုတာမျိုးကြီးကူကလက်လန်လွန်းလာပြီဗျာတိလားတအားကြီးကိုများလုံးပြီးတော့လက်လန်လွန်းလာပြီကစားသမားရဲ့ဘက်ကတော့ ဟိုဘယ်လိုပြောမလဲဘယ်လိုဘယ်လိုဘယ်လိုတုံ့ပြန်လာမလဲမသိသေးဘူးပေါ့နော်အသင်းဘက်ကလည်းအများကြီးပါမှာပါဟိုဘရူနိုဖာနန်ဒက်စ်အနေနဲ့ဒီလိုအခြေအနေမျိုးမှာအသင်းကိုပြစ်သွားမယ်တဲ့မှာပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အဲအသင်းဘက်ကလည်း okay ဘရူနိုဖာနန်ဒက်စ်ကြီးမင်းအတွက်လည်းတကယ်ကောင်းတဲ့ကံလမ်းမှုတစ်ခု ဖြစ်တယ်အသက်ကလည်း30ဖြစ်နေပြီနော်ဟိုဒါအပြင်အဲဘယ်လိုပြောမလဲအသင်းကိုငါတို့ကံလမ်းနာကလည်းပေါင်သန်း120ကျော်ဟိငါတို့အသင်းအနေနဲ့ကြည့်မယ်ဆိုရင်ဒါဟာငါတို့လက်ခံဖို့အတွက်စဉ်းစားနေတယ်ဆိုတော့ ပုံစံမျိုးအတင်းတောင်းရှိသူတွေဘက်က Fernandez ကိုပြောလာတယ်ဆိုရင်တော့ Fernandez ရဲ့ဘက်ကကျွန်တော်တို့ရလက်ခံကောင်းလက်ခံဖို့အတွက်စဉ်းစားကောင်းစဉ်းစားနိုင်တယ်ပေါ့လေပြီးခဲ့တဲ့ Eric Ten Hag ကိုကျွန်တော်တို့မထုတ်ပေးခင်တုန်းက Fernandez နဲ့ပတ်သက်လို့ရှိရင်အတင်းဘက်ကတက်တမ်းမတူပါသေးဘူးတက်တမ်းမတူပါသေးတဲ့အချိန်မှာအဲ့ဒီတက်တမ်းအတွက်ဆွေးနွေးကြတဲ့နေရာမှာ Fernandez ကထွက်တော့မယ်တဲ့ဟိပါညာတင်းနေထွက်လာတယ်ဒီနေရာမှာ Bruno Fernandez ကအတင်းတောင်းရှိသူတွေနဲ့ဘာလို့အဓိကစကားပြောလဲဆိုတော့လာမယ့်ရှေ့အနာဂတ် Manchester United ရဲ့အနာဂတ်မှာ နော်ဟိုအောင်မြင်ဖို့အတွက်ဘယ်လောက်ထိရည်ရွယ်ထားသလဲအဲ့ဒီအခန်းကဏ္ဍထဲမှာငါဟာပါဝင်နေသေးသလားနော်အကယ်လို့မပါဝင်တော့ဘူးဆိုလို့ရှိရင် तू ပြောင်းမယ်မဟုတ်ဘူးအခန်းကဏ္ဍထဲမှာငါပါသေးသေးရဆိုလို့ရှိရင်တော့ तू ဆက်နေမယ်ဆိုတဲ့ပုံစံမျိုးနဲ့ Manchester United မှာ Fernandez ဆက်ပြီးတော့နေခဲ့တာအကယ်လို့လက်ရှိ Ruben Amorim ရဲ့လက်အောက်မှာ Fernandez ဆာအရေးပါစေ player တယောက်ဖြစ်တယ်လို့အသင်းအနေနဲ့ဒီရှေ့နှစ်တည်းမှာဆိုလို့ရှိရင်လည်းပဲပေါ့နော် project အကြီးကြီးတွေမှာ Fernandez ကပါဝင်နေတော့ဆိုလို့ရှိရင်တော့ အတင်းဘက်ကလည်းပေါင်သန်း120ဆိုတာကတော့ဟေးတကယ်ကိုသဘောကျကြရည်ဒါပေမဲ့လို့ပေါ့နော်ငါတို့အနာဂတ်မှာမင်းအကြီးပါသေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆိုရင်ဖန်နက်ဒက်စ်လည်းတရာဒီလောက်ခပေါင်း65တန်းရာဒီတန်အောင်ထွက်ဖို့အတွက်တော့ခရင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်သူတပင်းတော့ဘယ်လိုပြောမလဲဗျာကစားမတာမန်လူတယောက်အတွက်စဉ်းစားကြည့်ဗျာမဖန်နက်ဒက်စ်တို့ဘာလို့လဲဒါပရိုပရူကစားမတာမန်လူတော့မဟုတ်ဘူးပေါ့ဒါပေမဲ့စဉ်းစားကြည့်ဗျာဟိုတရာဒီကိုပေါင်း65တန်းတပတ်ကိုပေါင်1.3တန်းလောက်ဝင်နေမှာနော်တပတ်ကိုပေါင်1.3တန်းလောက်ဝင်နေမှာဗျာ ါကြီးကကျတော့မင်းထားပါတော့မင်းမမိသားစုရှိတယ်ဆိုလို့ရှင်မိသားစုရှိရင်မင်းစဉ်းစားတော့မယ်ကလေးပင်ယောက်ရှိလေသူ့ရဲ့အနာဂတ်ကြီးမင်းလုံးဝလုံခြုံစိတ်ချသွားမယ်ဗျာငွေကြီးပိုင်းနဲ့ပတ်သက်လို့ဘာမှပူစရာမလိုတော့ဘူးဟုတ်တယ်မလားနော်ဒါ၃နှစ်လေ၃နှစ်ကို၁၆၅တန်းဆိုတာမျိုးကမင်းနည်းတဲ့ပမာဏမဟုတ်ဘူးကျွန်တော်သာယူကြည့်မှာနော်တည်ကြပါနော်အနာဂတ်မှာငါအနာဂတ်မှာဘာတွေဖြစ်အောင်မလဲငါအသက်ကလည်းဘယ်လိုပြောမလဲဒီတက်30ကိုကျော်လာပြီအလွန်ဆုံးကစားနိုင်ခဲ့9နှစ်ကွာ38ဒီငါကစားမယ်အဲ့ဒီ38နှစ်အတွင်းဥရောပမှာမင်းကျင်နေသွားတယ်ဆိုလို့ရှိရင် ဒီအဲဘယ်လိုပြောမလဲအဲဟီလာမှာသွားကစားတဲ့၃နှစ်ကိုမှီတဲ့လာစာမျိုးရမလားကျွန်တော်တို့မထင်ဘူးဟုတ်တယ်မလားမဟုတ်ကျွန်တော်စဉ်းစားမှလေးလေကစားမဘက်ကတော့နော်ဘလူးနိုဖရိုကလေးနှစ်ယောက်ရှိရဲ့ထင်ပါတယ်ကလေးလေးနှစ်ယောက်ရှိတယ်မျိုးသမီးရှိတယ်ဗျာမိမိသားစုကလည်းကျွန်တော်ရှိအောင်မှာတဲ့ဗျာဒါဒါလေးစဉ်းစားမှပဲလीနော်အတင်းဘက်ကလည်း okay ငါတို့ကတော့ဟေ့နော်မင်းကိုရောင်းလို့ရတဲ့ငွေနဲ့ပူကောင်းတဲ့ကစားမတွေအနာဂတ်တော့ပူစိတ်ချမယ့်သူတွေဒါမှမဟုတ်ပူပြီးတော့အသက်ငယ်ရွယ်တဲ့ကစားမတွေကိုခေါ်ပြီးတော့ ငါတို့ဆန္ဒရှိတယ်ဒီတော့သူတို့ကန့်လန့်တဲ့ပမာဏကလည်းတကယ်အချိန်ကြီးကောင်းတာပေါ့ငါတို့လက်ခံနိုင်ဖို့အတွက်စဉ်းစားနေတယ်ဆိုတဲ့ပုံစံမျိုးဆိုရင်ဖာနန်ဒက်စ်ကလည်း okay မင်းတို့အနာဂတ်ထဲမှာငါမှမပါတော့တာတည်တယ်မလားငါတို့ကလည်းဒါဟာတကယ်ကောင်းတဲ့ကန့်လန့်မှုပဲဆိုလို့ရှိရင်လက်ခံသွားကျွန်တော်သာလက်ခံပါပဲဒါတခုတော့ရှိတာပေါ့လေကျွန်တော်ခုနကပြောလို့ပဲ MOD ရဲ့အနာဂတ်မှာဖာနန်ဒက်စ်ဘယ်လောက်အရေးပါတယ်လဲပေါ့ကျွန်တော်တို့စဉ်းစားကြည့်ပြလာမယ့်နွေရာသီအပြောင်းအရွှေ့မှာအမိုရင်လောက်ကန်ရမယ့်အရာတွေကအများကြီးပါမန်ချက်စတာယူနိုက်တက်လောက်ကန်ရမယ့်အရာတွေအများကြီးပါအမိုရင်တို့ရဲ့တိုက်စစ်မှုစစ်စစ်ဝယ်ပေးရမယ် ပြီးလို့ရှိရင်ကျွန်တော်တို့က Nero number 10 Matthias Cunha လို့စာမားတွေဝယ်ပြရမယ်။ Winback ကစားသမားဝယ်ပြရမယ်။ Goodma ဝယ်ပြရမယ်။ Defender တွေကဝယ်ပြရမယ်။ Lindelof ကထွက်မှာကိုပြီးရင် Central midfielder တွေကခေါ်ပြရမယ်။ဆိုတော့စဉ်းစားကြည့်ရရင်အတင်းမှာလုတ်စရာတွေအများကြီးပဲအဲဒီဒဲကားမှအဲ့ဒါအဲ့ဒါတော့မနော်အဲ့နေရာတွေကိုဘလို့အားဖြစ်မိလဲကျွန်တော်မသိရသေးဘူးအဲဒီဒဲကားမှ Fernandez နေရာကိုငါတို့ဘလို့အစားထိုးမလဲ Fernandez ကိုငါတို့ရောင်းချလိုက်ပြီးထားပါတော့ Fernandez နေရာကိုငါတို့ဘလို့အစားထိုးမလဲ เนาะဖန်နန်ဒက်နေရာစားထိုးဖို့ဆိုပြီးတော့ဂိုးကွက်ဆိုဖြစ်တဲ့အောင်ကစားမကိုဆုတ်ခေါ်လို့ရတာမဟုတ်ဘူး Bruno Fernandes လိုမျိုးတရာဒီလုံး injury ကင်းကင်းကစားပေးနိုင်မှာလားဘာလို့လဲဆိုတော့ကစားမတယောက်က injury ကင်းကင်းเนาะဆွမ်းဆောင်ရည်အပြင်းနဲ့တရာဒီလုံးကစားနိုင်နေဆိုလို့ရှိရင်အဲ့ဒီကစားမနေရာမင်းခေါင်းခဲကြံမလို့တော့ဘူးအကယ်လို့အစ်တစ်ခေါ်တဲ့ကစားမက10ဘွဲလောက်ပဲကစားနိုင်ပြီးတော့တိုင်ပက်သွားတယ်ဆိုလို့ရှိရင်မြင်မြင်ဘယ်လောက်ကောင်းနေသူပဲဖြစ်ပါစေအားကိုးလို့ရမှာမဟုတ်ဘူး Fernandes ဒီအသင်းရဲ့ first line နဲ့เนาะ7နေရာထဲမှာနီးပြအတွက်တနေရာဟာလုံးဝခေါင်းခဲကြံမလို့အောင်လုံးပြနိုင်မိတဲ့ကစားမတယောက် အဲ့လိုကစားမနေရကိုပြန်အစားထိုးဖို့ဆိုရင်တေချာတဲ့ Bruno Fernandes လောက် fitness level ကြံ့ခိုင်မှုကောင်းဖို့တော့မလွယ်ဘူးတေချာတဲ့အဲ့လို၂ယောက်လောက်တော့အစားထိုးပါမယ်၂ယောက်လောက်တော့ဆိုဘလူးသွားအစားထိုးမလဲဒါတော့မှနော် Fernandes ဒီဒီငူအသီးသင်ကိုစုပ်ပြတ်တက်နေပါတယ်ဆိုတဲ့အချိန်အရာအလုံးအကြဘက်ကိုရောက်နေတဲ့အချိန်မှာအကောင်းဆုံးပုံစံနဲ့ဥဆောင်ထားတဲ့ကစားမနော်ကစားမတွေနဲ့သူ့အသင်းရဲ့သူ့ခေါင်းဆောင်မှုကြားထဲမှာဘာပြဿနာမှမရှိတဲ့ကစားမမီဒီယာတွေနဲ့ဘာပြဿနာမှမရှိတဲ့ကစားမ နော်ကွင်းအသင်းကအဆိုးဆုံးအချိန်ကြီးရောက်နေပါတယ်ဆိုတဲ့အချိန်မှာတော့မှအကောင်ဆုံးဆွဲတင်ပေးထိုင်နေတဲ့ player တယောက်အများကြီးပဲဗျာတိလာနော် United မှာဟိုကစားပြီးတောင်းယူရတယ်ဆိုမျိုးကကျွန်တော်မလွယ်ဘူးအဲ့ဒီတည်းကမှ captain level နဲ့ဆိုရင်အရာအလုံးကိုခေါင်းစည်းခံရတာ Rankino ဘလောက်ထိဝေဖန်တယ်လဲကျန်တဲ့သူတွေဘလောက်ထိအဆင်မပြေဝေဖန်တယ်လဲမီဒီယာတွေဘလောက်ထိကျွန်တော်တို့နေဥတည်ရေးကြတယ်ကောင်းကောင်းသိနိုင်ပြီလားဒါတွေကိုခံနိုင်ရင်ရှိရှိတုံ့ပြန်နိုင်ပါလားဆိုတော့ကစားသမားတွေကို Fernandez နေရာအစားထုတ်ကျူပန်းနေနေရာမှာတော်တော်ကြီးကိုစဉ်းစားယူပါမှာဒါကြောင့်မနော် Fernandez ကိုရောင်းလိုက်လို့ငါတို့ငွေတော့ရလာပြီလေဟဲ့ အဲ့ဒီငွေနဲ့ဆိုလို့ရှိရင်ပြန်အစားထိုးမယ်ဆိုရင်တော့မှဟိုခေါင်းဆောင်မှု quality ရတဲ့ player တွေဘယ်နှယောက်လေးငါတို့ခေါ်နိုင်ပါလဲ Panelist လိုမျိုးပေါ့နော်အရင်ချင်းချပါတော့ရ Panelist ဒီတရားဒီကို goal 40လောက်အသာလေးပါဝင်ပတ်သက်မှုရှိတဲ့ကစားမအခုတော့38ခုဖြစ်နေပြီဟုတ်တယ်မလားနော်တရားဒီကို goal 40လောက် produce လုပ်ပြီးနေတဲ့ကစားမကိုငါတို့ခေါ်ရမှာဘယ်သူရှိလဲအခုလောလောဆယ်ဈေးကွက်ထဲမှာနှစ်ယောက်ခေါ်တယ်ဆိုရင်တော့မှဗျာမပြည့်ချင်မှပြည့်မှအချိန်ကြီးကဒါမျိုးတွေပေါ့နော်ဒါကြောင့်အသင်းဟာ Lamine Yuya ဒီအပြောင်းရှိမှာအလုတ်လုတ်စရာဒီအများကြီးပါ န်နန်ဒက်စ်နေရာမပါသေးဘူးเนาะအလုပ်လုပ်စရာတွေအများကြီးအဲ့ဒီတွေကမှငွေကြီးတော့ဖန်နန်ဒက်စ်ကိုရောင်းလို့ရာကောင်းရလိမ့်မယ်ဒါပေမဲ့ကစားမားကိုပြန်ပြီးတော့ကျွန်တော်တို့ဒါဒီအစားထိုးတဲ့နေရာမှာအရာအလုံးကစဉ်းစားကြတယ်ဖြစ်ကုန်ပြီကျွန်တော်တို့အတင်းဆိုတာကကစားမားတွေ injury အလွယ်တကူရတဲ့အတင်းဘလောက်ဖယ်မင်းအစ်တစ်ခေါ်ရတဲ့ကစားမားတယောက်ဖြစ်ပါစီအာကူရမယ်လို့ခေါ်ရတဲ့ကစားမားတယောက်ဖြစ်ပါစီပရီးမီးယားလေးနဲ့အံဝင်ဖို့အချိန်ပေးရတာနဲ့ system နဲ့အံဝင်ဖို့အချိန်ပေးရတာနဲ့เนาะကျွန်တော်ဒဏ်ရာပြေတနာမကြာခဏကျွန်တော်ရတာနဲ့ နော်အတင်းမှာဒဏ်ရာလိုက်ကင်းတဲ့အခြေအနေကောင်းနေဆိုလို့ရှိရင် performance ကမပြနိုင်ရတာနဲ့အရာအလုံးကကျွန်တော်တိုင်ပတ်တယ်ဆိုတော့ဒါကြောင့်အစားထိုးဖို့ကမလွယ်ဘူးဗျာသိလားမရှိမဖြစ်ကစားမှလလို့စင်မှာကျွန်တော်အဖန်နဲ့ဆိုလို့ကစားမှလောကမှာတယောက်ပဲရှိတယ်လို့ဆိုလို့ဒါတော့မဟုတ်ဘူးနောင်ကြရင်လည်းကျွန်တော်အစားထိုးရမှာပဲတချင်းတချင်းချင်းကြရင်တော့ကျွန်တော်အစားထိုးရမှာပဲဒါပေမဲ့လို့ဒီချိန်မှာအစားထိုးဖို့ကတော့ United တော့မလွယ်ဘူးလို့ထင်တယ်ညီကတို့ရောဘလူးမင်းရတယ်ဒါပေမဲ့လက်ရှိမှာတော့ Al Hilal ရဲ့ဘက်ကတော့ကျွန်တော်တို့ဒါနွေရာသီပြောင်းရွှေ့မှာတော့ Manchester United ထံ ကျွန်တော်ပြည်တင်ဆန်ချင်ချင်းဂျင်းနဲ့ကန်လန်းဖို့ရှိတယ်။လက်ရှိဘရူနိုဖရန်ဒက်စ်ကိုလည်းတရာဒီကိုလောက်ခလာပေါင်60နဲ့3သန်းတိပေးပြီးတော့ပေးပြီး65သန်းကျော်ပေးပြီးတော့ကျွန်တော်ကန်လန်းထားတယ်3နှစ်စာချုပ်။ကစားသမားတွေတော့တည်ကြစရာပဲနှစ်ခါပြန်စဉ်းစားစရာမလိုတဲ့အခြေအမျိုးပဲဗျာ။ဒါပေမဲ့ကလပ်အသင်းဘက်ကတရားဝင်ကန်လန်းမှုရှိမှရှိတော့ကြည့်ရမှာပေါ့လေ။အဟီလာရဲ့ဘက်ကကျွန်တော်ဒီကလပ်ဝေါကက်အတွက်အမိသူတို့ကလူချင်တာဆိုတော့ဒါစောစောစီးစီးကျွန်တော်သိရလိမ့်မယ်လို့ထင်ပါတယ်ကလပ်ဝေါကက်ကဂျွန်မာစမလားမသိဘူးเนาะဆိုတော့ညီကလေးနေနေရောဘလူမင်းညလည်း ပြည်ထင်ဆန်ကျင်ရှင်ကြီးကလက်ရှိမှာ155သန်းနဲ့ဆန်ကျင်တင်ထားတာပါအဲ့ဒီကိုကျော်တဲ့ပမာဏတန်120နဲ့ဆိုလို့ရှိရင်အတင်းဘက်ကလက်ခံတင်တယ်လို့ကျွန်တော်စဉ်းစားတင်လာအခုကဘရူနိုပေါ်မူမူတီတော့ဆိုတဲ့ပုံစံဖြစ်သွားပြီအတင်းပေါ်မှာပဲမူတီတာအတင်းဟာဖာနန်ဒက်စ်ကိုဘယ်လောက်ထိလိုနေသေးတယ်လဲဖာနန်ဒက်စ်ကိုရောင်းချလို့ရတဲ့ငွေနဲ့ပေါ့နော်ငါတို့ပြန်အစားထိုးနိုင်မှာလားဖာနန်ဒက်စ်တို့ကစိတ်ပူစရာမလိုဘူးယူနိုက်တက်မှာဆက်ရှိလေသူတို့ပြည်ထနာဖြစ်မယ်လို့မထင်ဘူးကြောင်းသွားရမယ်ဆိုလို့ရှိရင်လည်းအနှစ်ကြီးပဲဗျာ ဆိုတော့အသင်းပေါ်မှာပဲအများကြီးမူတည်ရော့တယ်ပေါ့နော်တရားဝင်ကန့်လန့်လာမှုရှိမရှိပေါ်မှာမူတည်ပြီးတော့ပေါ့လေညီကလေးရောဘယ်လိုမျိုးညလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်